ပြည်သက်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier's Pod ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒါဒီပွဲစဉ်ကတော့ FIFA Club ကမ္ဘာဖလားပြိုင်ပွဲရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ Bayern Munich အသင်းရဲ့ပွဲစဉ်မှာ Bayern Munich အသင်းရဲ့ Boca Junior အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပြီးတော့ထုံးစံတိုင်းကျွန်တော်ရဲ့ကိုရီးရင်းတို့ကျွန်တော်ညီကိုနှစ်ယောက်ကခံမဲ့သုံးသပ်တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ဗျာ။ကိုရီးရင်းတို့ရဲ့မင်္ဂလာပါ။မင်္ဂလာပါကိုကြီး။ဟုတ်ကဲ့ပါ Bayern Munich နဲ့ Boca Junior ပေါ့နော်။ဒါဒီပွဲကတော့စနေမနက်9:00ခန်းပွဲမှာကစားမှာပါ။အဲ့တော့ Bayern Munich ကတော့ပထမဆုံးပွဲမှာတော့ twin goal အများကြီး twin ထားတဲ့အသင်းပေါ့နော်။ဒါတိတ်လက်အခက်အခဲမရှိခဲ့ပါဘူး။အဲ့တော့ Bayern Munich ဘက်ကနေစပြောအောင်။ Bayern Munich ကတော့ ော့ဒီပွဲချိန်မှာတော့ဒီဆယ်ဂိုးသွင်းဖို့ကတော့တိတ်တော့မလွယ်ဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးဂိုးပြသွင်းတတ်တာကဘိုင်မြူးနဲ့အထာလိုမျိုးဖြစ်နေအောင်ပေါ့နော်သူတို့ကတာပြီးဆိုတာနဲ့လှုပ်ကိုအဲ့လိုသွင်းလာပေါ့နော်ဒါပေမဲ့တခုရှိတာကအတင်းကြီးချင်းကန်လို့ဘာမှမလဲဒီဒါဘီပြိုင်ဘက်တွေတွေ့နေလို့ပေါ့နော်ကိုကအရန်တာနေတဲ့အချိန်မှာလည်းမျိုးအတကုံကန်တာကလက်ခံပြီးလို့ရတယ်ပြဒါပေမဲ့လည်းထုတ်ပွဲတွေမှာသူတို့တွင်းလာတယ်လူလာတဲ့တော့ပိုတယ်ပေါ့နော်ဘာစီလိုနာကိုရှစ်ခိုးတွင်းလာမျိုးပါရည်ရနည်းနည်းလူလာတဲ့ပိုတယ်လို့ကျွန်တော်ကတော့မြင်တာပေါ့နော်အခုကလည်းဟိုဘက်အတင်းမှာကြည့်မယ်ဆိုရင်လည်းဒီအချိန်မှလို့တမားရည်နဲ့ကန်နေတဲ့အတင်းပြ ဲ့လိုအတင်းကိုဒီ၅ခုလောက်တွင်းနေသူတို့ကအုပ်စုကတက်နေရပဲဒါကို10ခုမပြည့်ပြအောင်တွင်းနိုင်မျိုးကြတော့ဒါဒါသူတို့ဘယ်လိုလဲနည်းများတယ်လို့တော့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့လက်ရှိဘိုင်မွန်းတဲ့အင်းကလည်းပြန်တိဆောက်အောင်အတင်းလို့ကျွန်တော်မြင်တယ်ဒီ prime နဲ့ away away ပဲဗျာဟုတ်ပါတယ်ယင်ကဆိုရင်တော့အတင်းကြီးလည်းတီးရအတင်းငယ်လည်းတီးရပေါ့အဲ့လိုပုံစံမျိုးရှိရဟိုကကျတော့အတင်းကြီးချင်းအတင်းကြီးချင်းကန်ရပြီဆိုရင်ဘိုင်မွန်းကခက်ခဲတယ်တိတ်ဆင်ပြေပေါ့နော်ဒါနိုင်တဲ့အတင်းကိုပဲမဲနေရတဲ့ပုံစံမျိုးလေးတော့ဖြစ်နေရပေါ့နော်အဓိကတော့ဘယ်လိုပြောရမလဲ predator တွေကိုအဲ့လိုမျိုးချွေးသိရလက်တွေထက် တကယ်လူခေါ်တာတွေပြပြပြောင်းလဲမှုတွေကိုလုတ်ပြဖို့လိုအပ်တယ်ပေါ့နော်အခုလည်းဒီအပြောင်းရွှေ့မှာတောင်ပန်ကစားမတယောက်တွေခေါ်မယ်ဆိုပြီးတော့တောင်ပန်ကစားမတဲ့တင်းထော်တွေမှာအများကြီးပဲမီတိုမှာတော့ရာဖေးလီယိုကနောက်ခုကနီကိုဝီလီယံပေါ့နော်ဒီကစားမတဲ့တင်းထော်ပြီးတော့ဘယ်သူနဲ့မှဆွေးနွေးမှုကတိုးတက်တဲ့အဆင့်မရောက်ဘူးပေါ့ဒါမျိုးတွေတော့အဆင့်မပြေဘူးပေါ့နော်ဒီပြီးတော့ ီပွဲစဉ်မှာတွေ့ရမယ့်ဘိုကာဂျူနီယာကတော့ဒီအော့ကလန်ထက်ပိုပြီးတော့အဆင့်မြင့်တယ်ဟုတ်ပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ဘလိုဘိုင်ယန်မြူနစ်အနေနဲ့သတိထားဖို့တော့လိုတယ်ပေါ့အဓိကတော့ဒီဘိုကာဂျူနီယာဘက်မှာကဥရောပတွေ့ကြုံကြီးကစားမားတွေများနေတော့ပွဲဖြေရဘာမှမဆိုတော့ပြောင်းလဲသွားနိုင်ပါတယ်ဟုတ်ကဲ့ပါဘိုင်ယန်မြူနစ်ကတော့ဒါပထမပွဲမှာ16နဲ့အနိုင်ကစားခဲ့တယ်ပြောမလို့ဆိုတော့ကျွန်တော်ဒါခြေစမ်းပွဲတစ်ပွဲကို ကစားခဲ့တယ်လို့ပါပဲဟိုဒီပိုကာဂျူနီယာနဲ့ကမှပြန်ပွဲဆရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပရမပွဲခြေစွမ်းကိုကျွန်တော်ကြည့်ပြီးပြောမယ်ဆိုတော့ကျွန်တော်ဘိုင်ယန်မြူနစ်ကောင်းတယ်ပေါ့ကျွန်တော်ဒီလိုပဲပြောပါဘာ10ဂိုးသွင်းလိုက်တာပေါ့နော်ဒါပေမဲ့ပြီးခဲ့တဲ့တရားဒီတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘွန်ဒက်စ်လီကာမှာတော့ချန်ပီယံဖြစ်ခဲ့တယ်ဘွန်ဒက်စ်လီကာကိုတော့လွှမ်းမိုးခဲ့တယ်ဆိုပေမဲ့အရင်ကလိုမျိုးပြောစရာမရှိအောင်ပေါ့အရင်ကောင်းပါတယ်ဆိုတော့ဘိုင်ယန်မြူနစ်လုံးဝမဟုတ်တော့ကျွန်တော်တို့တွေ့ရတယ်ပြောမယ်ဆိုလို့ရှိရင်ကုမ္ပဏီရဲ့ဘိုင်ယန်မြူနစ်ကလိုအပ်ချက်တွေကြီးပါတယ်ဒါဥရောပမှာအရင်လိုပြန်ဖြစ်ဖို့မလွယ်ပါဘူးအရင်လိုခက်ခဲနိုင်ပါတယ်အဲ့တော့ဒီပြိုင်ပွဲမှာကဘိုင်ယန်မြူနစ်အတွက်ကနောက်တစ်ဆင့်ဆို တာက AC ပဲဘိုင်ယမနစ်ကနောက်ဆင်တက်ကိုတက်မှာအဲ့တော့ဘိုင်ယမနစ်ကဘာအတွက်ကြိုပြီးတော့ရည်ရွယ်ရမလဲဆိုတော့ရှုံးထွက်အဆင့်ပွဲစဉ်တွေအတွက်ကြိုတင်ပြီးတော့ရည်ရွယ်ရမယ်ရှုံးထွက်အဆင့်မှာဆိုလို့ရှိရင်တဆင့်ပြီးတဆင့်အသင်းတွေကပို့ပြီးတော့ကောင်းလာမှာအဲ့ဒီအသင်းတွေကိုသူတို့ဘယ်လိုကစားမလဲပေါ့ကျွန်တော်ပြောချင်တာကပြီးွားခဲ့တဲ့ချန်ပီယံလိပြိုင်ပွဲရလို့ပုံစံမျိုးဆိုလို့ရှိရင်လုံးဝကစားလို့မရဘူး ဂျာမန်ဘူဒက်စလီကာမှာရမယ်အရင်ကကွာခြားချက်ကြီးတဲ့အသင်းတွေနဲ့ဆိုရမယ်ဘူဒက်စလီကာတော့မှပြောမယ်ဆိုလို့ရှိရင်တော့ခက်ခဲတဲ့အသင်းတွေနဲ့ဘိုင်ယန်မြူနစ်ဘလိုကစားခဲ့ရလဲဒါတွေရှိတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ဘိုင်ယန်မြူနစ်ကအဲ့လိုမျိုးပေါ့နော်အရင်ရှေ့မှာလာမဲ့ပွဲစဉ်တွေအတွက်အခုတွေကကြိုတင်ပြီးတော့ပြင်ထားရင်တော့အဆင်ပြေမယ်ထင်တယ်ဘလိုမျိုးလဲဆိုတော့ဗျာအခုဘူကာဂျူနီယာကစားမယ်ပြင်နောက်တစ်ပွဲလာမယ်စိတ်ဝင်ဘူးတဲ့အချိန်တိုင်းဘိုင်ယန်မြူနစ်ပဲတက်သွားမှာပဲအဲ့ဒီမှာဂိုးတွေအများကြီးသွင်းပြီးတော့လုံနေမယ်အစားပေါ့အားလေးနည်းနည်းခြံပြီးတော့ရှုံးထွက်တို့ quarter တို့စီပြီးတော့ဒီလိုမျိုးအဆင်တွေအတွက်ပို့ပြီးအားချန်လာမယ်ဆိုလို့ရှိရင်ပို့အဆင်မပြေနိုင်ဘူးလားပေါ့လူချန်ပြီးကစားတာမျိုးပေါ့နော် ီလိုပိုင်းကိုတော့အဓိကထားပြောခြင်းနဲ့အဲ့တော့ဒီဘိုကာဂျူနီယာနဲ့ပွဲမှာလည်းဘယ်လိုပဲဖြစ်ပါဘိုကာဂျူနီယာကောင်းတယ်ဆိုမဲ့ဘိုင်မြူနစ်ကရက်လက်ကောင်းအောင်ပါပဲကျွန်တော်ပြောချင်တာကတော့လာမယ့်ပွဲတွေပို့ပြီးတော့အားချန်ကစားတာကပို့ပြီးတော့ဘိုင်မြူနစ်အတွက်အဆင်ပြေမယ်မဟုတ်လို့ရှိရင်တော့အုပ်စုကတော့အေးဆေးဆေးပဲအရှိလဲရောက်လဲရောက်တော့တခါတည်းတန်းထွက်သွားဒီလိုမျိုးဖြစ်သွားမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့တော့အခုတည်းကတော့ပြင်ဆင်သင့်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဘိုကာဂျူနီယာပဲလေးသွားခြင်းနဲ့ပြပြပေးပါဦး ဘီဘီကာနဲ့ကန်တဲ့ပွဲမှာဆိုလေဘိုကာဂျူနီယာရဲ့ကစားပေါ်တော်တော်လေးကိုကောင်းနေပြန်ဟုတ်ကဲ့သူတင်ကိုတင်ကစားနိုင်တယ်ဗျာဟုတ်ပါတယ်ဘီဘီကာဆိုတာကလေချန်ပီယံလိမာဒီ16တင်းအဆင့်ကိုပုံမှန်နှီးပါတက်တဲ့အတင်းလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်တခုသတိထားမိတာကဘိုကာဂျူနီယာဘက်ကကျတော့ဒီကစားပေါ်အရောကစားသမားတွေရဲ့ရေသေးဖိုင်းရောအဆင်ပြေရဗျဟုတ်ပါတယ်ပြောမှာဆိုဒီမီကွဲမီရတီတို့ကာလိုပလာစီတို့ဒီကွဲလေယာဒီဘတာကလီယာဗောနော်ပြီးတော့သူတို့အသင်းမှာဒီတောင်မန်နှစ်ဖက်လုံးအသက်အဆင့်ဗောခန်းစီရောဒီတောင်မန်တိုက်စစ်ဗောကောင်းကြတယ်ဗျာ ဘောလုံးကစားတာနဲ့တူအောင်ပေါ့နော်ခံစစ်ကိုဘောလုံးမရှိတဲ့အချိန်မှာထားတဲ့ပုံစံတရားလည်းအဆင်ပြေတယ်။ဘေဘီကောကိုသူတို့ဂိုးသွင်းတဲ့အချိန်အကြပြောမှသူတို့တယောက်ယော့နေတဲ့အချိန်မှာတွင်းသွားတာပေါ့နော်ဒိုင်မိုလေးတော့ရှိတယ်ပေါ့နော်။တခုရှိတာကဘူကာဂျူနီယာကဘယ်လိုပြောအောင်လဲ။နိုင်နိုင်ပေါ့နော်မနိုင်နဲ့ကင်တွေ့တဲ့အချိန်မှာတော့ပါတယ်ဗျ။တကယ်လည်းတီးပါတယ်ဒီကလပ်ကမဖလားမှာဒီဘူကာဂျူနီယာတင်းကစပြီးတီးရလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ဘေဘီကာနဲ့ပွဲမှာဆိုလေဒီ plane တွေတီးရမျိုးကျွန်တော်မြင်ရတယ်ပေါ့နော်။ဘိုင်မြူနစ်နဲ့ဒါတွေတော့တတိထားဖို့လိုတယ်။သူတို့တွေနဲ့တည့်မှာ ဒီ organization ကိုလုံးလိုမျိုးအကွက်တွေသွားပြီးလုံးမယ်ဆိုရင်တော့ကျွန်တော်ထင်ပါတယ် OLG ဖြစ်ဖြစ် Mosiela ဖြစ်ဖြစ်တယောက်ယောက်ကတော့နောက်ရာတွေစောစောစီပွဲကံရင်မှကံရမယ်ပေါ့နော်ဒါမျိုးလေးတွေကျွန်တော်မြင်တယ်ပေါ့နော်ဘာဖြစ်ဖြစ် Bayern Munich တော့ Boca Junior ကပြန်ပက်ကောင်းဖြစ်နိုင်မယ်ဒီပွဲစဉ်ကလည်းကြည့်လို့ကောင်းမဲ့ပွဲတော့ဖြစ်လာမှာသိကြပါတယ်ပြောမယ်ဆိုတော့ကျွန်တော်ဒါပေါ့နော် တောင်အမေရိကကလပ်အသင်းဆိုလဲဒီလိုမျိုးကျန်တာသိပြီးတော့မဆန်းဘူးပေါ့ကျွန်တော်ဒီလိုတော့မပြောလို့ရပါတယ်ဒါဘိုကာဂျူနီယာကတော့ဒီပြိုင်ပွဲမှာကျွန်တော်စိတ်ဝင်စားမှုတော့ပိုများတယ်ဒါကာဘာနီတို့ဟာယရာတို့ရိုခိုတို့ကြောင့်ပေါ့နော်ဒါပေမဲ့ဒီကစားသမားတွေကပွဲထွက်စင်းမှာပါလာဆိုလို့ရှိရင်အမြင်တော့ပါနေတာမဟုတ်ဘူးဒီအခြေအနေရှိတယ်အဓိကကတော့မန်ယူပရိသတ်တွေကပိုစိတ်ဝင်စားနေတယ်လို့ပြောမှာဆိုတော့ကျွန်တော်မှန်တယ်လို့ပြောလို့ရတယ်ဒါဘေဖီကာနဲ့ပွဲမှာတော့ဟာယရာကအနီးကပ်ထိပါတယ်ဒီပိုင်းလေးလည်းရှိတယ်ပေါ့နော်ဒါပြီးကွားခဲ့တဲ့ဒါဘေဖီကာကိုတည်ကစားခဲ့တဲ့ရလက်ရဂျူဘိုကာဂျူနီယာဘေဖီကာကိုတည်ကစားနိုင်မယ်ထင်လားဆိုလို့ကျွန်တော် ်ထင်တယ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော့ဘိုကာဂျူနီယာရဲ့လုံနိုင်ဆိုတော့ကြောင်းနောက်တစ်ခါကျတော့တောင်အမေရိကကလပ်ဆိုတဲ့အရာကြောင့်တောင်အမေရိကကလပ်အသင်းတွေရဲ့ဘောလုံးစံတန်းမနေဘူးဒီအချိန်လေးရှိတဲ့ခါမှာဒီအသင်းကလုံနိုင်ဆိုရင်ရှိတဲ့အသင်းလို့ပြောလို့ရတယ်ဒါပေမဲ့သူတို့ကစားခဲ့တဲ့ league တွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့ကစားခဲ့တဲ့ league ပြိုင်ပွဲမှာဘိုကာဂျူနီယာကဘိုကာဂျူနီယာအဆင့်ဆိုပေမဲ့တိတ်ပြီးတော့တော့မရောက်ခဲ့ဘူးဆိုတဲ့အပိုင်းကိုတော့ကျွန်တော်သွားပြီးတော့တွေ့ရတယ်အဲ့ဒီအနေထားနဲ့ဘယ်လိုလဲဆိုတော့ဗျာဘင်ဖီကာကိုတော့ရှင်လို့ရလိမ့်မယ် ါပေမဲ့ဘိုင်ယန်မြူနစ်ကိုတော့ရှင်လို့မရနိုင်ဘူးအဲဒီလိုမျိုးအပိုင်းလေးဖြစ်သွားနိုင်တယ်အဲ့တော့ဒီပွဲမှာဘိုကာဂျူနီယာကမျှော်လင့်ရမယ့်အရာကတစ်ခုပဲရှိတယ်ဒါကဘာလဲဆိုတော့ဘင်ဖီကာနဲ့ပွဲမှာသူတို့ရခဲ့တဲ့အရာပေါ့ဒီအရာကတော့ဒါတောင်အမေရိကကလပ်အသင်းတွေရဲ့မာကျောမှုပေါ့ဘင်ဖီကာနဲ့ပွဲမှာပြပြီးွားအေးဘိုင်ယန်မြူနစ်နဲ့ပွဲမှာသူတို့ထက်ပြီးတော့ပြတ်တနိုင်မလားပေါ့နော်ဒီအရာကိုသာပြတ်လာနိုင်မယ်ဆိုလို့ရှင်တော့ဘိုကာဂျူနီယာအသင်းကဒီပွဲမှာသရေလောက်တော့ မှန်လို့ရမယ်ဘောကဂျူနီယာကဒီဘွဲမှာပြောမယ်ဆိုလို့ရှင်အနိုင်မဖြစ်နိုင်ပါဘူးကျွန်တော်တို့တရေနဲ့အရှုံးပဲရှိတာပါသူတို့အမြင့်ဆုံးမျှော်လင့်လို့ရတာကတော့တရေသူတို့ဘင်ဖီကာကိုတရေကစားနိုင်တယ်ဒါကောင်းတယ်ဒါပေမဲ့ဘိုင်အမျိုးကိုတရေကစားနိုင်ဖို့မှာတော့ခက်ပါလိမ့်မယ်ဒါပေမဲ့ဘင်ဖီကာထက်ပိုပြီးတော့မမကျော်ကျော်ကစားနိုင်မယ်ဆိုလို့ရှင်တော့တရေတို့တော့သူတို့မျှော်လင့်လို့ရနိုင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဘိုင်ယန်မြူနဲ့ဒါဘိုကာဂျူနီယာရဲ့ကိုရက်လက်ခံမနဲ့ပဲလေးသွားစင်းနဲ့ပြောပြပေးပါဦး။ကျွန်တော်ဒီပွဲစဉ်မှာတော့ဒီဘိုကာဂျူနီယာဘက်ကလည်းတော်လေးကောင်းတဲ့အထက်မှာတော့ပိုင်တယ်။ဘိုင်ယန်မြူနဲ့ကလည်းပြန်ပြီးတော့အသင်းကြီးပတ်မှန်အသင်းကြီး ဲပြောလိုက်ကျွန်တော်ဒီပွဲစဉ်မှာတော့ဒီဘူဂါဂျူနီယာကတော့ဒီတက်ဆက်ပန်ကတော့အဆင်ပြေရယ်ခန်းဆက်ပန်ကတော့အားနေချက်လေးတချို့တော့ရှိရယ်ပေါ့နော်ဘယ်လိုပြောရမလဲဒီဘိုင်ယန်မြူနစ်အတွက်တော့အဆင်ပြေနိုင်တဲ့ခန်းချက်ကစားပုံလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီပွဲစဉ်မှာတော့တစ်ပတ်နဲ့တစ်ပတ်တွင်ကိုအပြန်လာတွင်ကိုတွေတော့မြင်ရမယ်လို့ကျွန်တော်ယူဆတယ်ဘိုင်ယန်မြူနစ်တင်းကဘူဂါဂျူနီယာကိုပေါ့နော်2 goal 90ရလဲနဲ့အများရှိပါမလို့ခန့်မှန်းလိုက် ဟုတ်ကဲ့ပါဒီဘွက်ဆန်မှာတော့ဒါအမြင်တူတယ်ပဲပြောရမယ်။ဘိုင်ကျွန်တော်တို့အနိုင်ရေးမယ်ဆိုလို့ကျွန်တော်ဘိုင်ယံမင်းနဲ့ပဲရွေးရမယ်။ဒါပေမဲ့ပိုကာဂျူနီယာရှော့တွက်လို့မရဘူး။အဲ့တော့ပွဲကောင်းတစ်ပွဲဖြစ်မယ်ပေါ့ဗျာ။ဒါပေမဲ့အချိန်တောင်းတော့လည်းဘိုင်ယံမင်းနဲ့ပဲနိုင်မယ်ပေါ့။ဒီလိုပုံစံပဲဖြစ်မယ်လို့ထင်ပါတယ်။အဲ့တော့ဂိုးရက်လက်မှာတော့အတူတူပါပဲ။ဘိုင်ယံမင်းနဲ့နိုင်မယ်။နှစ်ဂိုးတစ်ဂိုးနဲ့ပိုကာဂျူနီယာကိုနိုင်ဝမယ်လို့ခန့်မှန်းထားပါတယ်။ ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ဒါကျွန်တော်ညီကိုနှစ်ယောက်ပြောသွားခဲ့တာကတော့ဘိုင်ယန်မြူနစ်နဲ့ဘိုကာဂျူနီယာပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်ညီကိုနှစ်ယောက်စလုံးကတော့ဘိုင်ယန်မြူနစ်အနိုင်ရွေးထားပါတယ်။ဘိုင်ယန်မြူနစ်နိုင်ပြီးတော့နောက်ဆက်အတွက် AC စစ်ဖြစ်သွားမယ်ပွဲစဉ်တစ်ပွဲလောက်လည်းယူဆပါတယ်။ကျွန်တော်ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲ။ The Previous Sport ရဲ့နောက်လာမယ့်အားသာအစီအစဉ်ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုနှစ်ယောက်နဲ့ပြန်ပြီးတော့အဆုံးသတ်ချင်ပါသေးလို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနောက်ဆက်လိုက်ရပါမယ်ဗျာ။